အလုံးမေမင်္ဂလာပါရှင်ရွှေတင်္ဂါချန်တင်္ဂါနေ့ပြန်လည်ကြိုဆိုလိုက်ပါတယ်မနက်ဖြန်အော်တိုဗလာ21ရက်နေ့အတွက်နောက်ဆုံးရမလို့သားချုပ်တင်ခံမှန်းချက်များကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အထူးမလို့သားအနေဖြင့်ဖြစ်ပေါ်နေသည့်မုန်တိုင်းအရှိန်ကြောင့်မိုးသည်ထန်စွာရွာသွန်းမြေဒေသများနှင့်မိုးသည်ထန်စွာရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာသည့်မြေကြီးချင်းချင်းနေတည်ပေးချက်များကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ရှင်ပထမဆုံးအနေနဲ့ မလဝဇာနှင့်ဇလဗျာညွန်ကြမှုဦးစီးဌာနကထုတ်ပြန်ထားသော ထူးခြားသည့်မလဝဇာအခြေအနေကို တင်ပြပေးပါမယ်။ယနေ့မြန်မာစံတော်ချိန်12နာရီခွဲအချိန်တိုင်းထွာချက်များအရတောင်တရုတ်ပလဲပြင်းတွင်ဖြစ်ပေါ်နေသောအပူပိုင်းမုန်တိုင်းဖန်ရှင်သည်အနာအနာများဘက်သို့ရွေလျားခဲ့ပြီးထိုမှတဆင်နောက်ဘက်သို့ရွေလျားနိုင်ကနောက်15နာရီတွင်အားကောင်းသောအပူပိုင်းမုန်တိုင်းဖန်ရှင်ဖြစ်သို့ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။ ဆက်လက်ပြီးမုံတိုင်းဖန်ရှင်အချင်းချင်းနဲ့မင်္ဂလာပလင်အော်ကလေးဖျားနေရဝင်းတို့ဤမြန်မာနိုင်ငံရာသီဥတုပေါ်တရားမှုအခြေအနေများကိုတင်ပြပေးပါမယ်။နောက်လာမီ9ရက်အော်တိုဘာလ20ရက်နေ့မှ26ရက်နေ့တွင်တရင်တိုင်းတိုင်းမွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးအထင်းတင့်ရွာသွန်းနိုင်ပြီးတရင်တိုင်းတိုင်းတွင်9ရက်အတွင်းမိုးရေချိန်9.3မှ10လမ်းမှ8.3လမ်းမှ ။ဝန်ပြည်နယ်ရင်ခုနှစ်ရက်အတွင်းမူရီချင်း6.3လမ်းမမှ9.9လမ်းမ။ရခိုင်ပြည်နယ်ရင်ခုနှစ်ရက်အတွင်းမူရီချင်း9.1လမ်းမမှ9.3လမ်းမအထိရွာသွန်းရရှိနိုင်ပါတယ်။မကွေတိုင်းနဲ့နေပြည်တော်အေရီးယားတွင်ခုနှစ်ရက်မူရီချင်း3.6လမ်းမမှ2.8လမ်းမအထိမုံအနှဲငယ်သားရွာသွန်းရရှိနိုင်ပါတယ်။အထောက်အားဖြင့်ယခုရက်သက်သက်အတွင်းမှာမုံတိုင်းလီဖီးယားနေရဲဝင်းတို့၏တက်ရောက်နိုင်မည့်အခြေအနေမများနိုင်။ မိုးထစ်ကြုံရပြီးတဲထန်နိုင်သည့် area များရှိတော့လည်းအချိန်မကြာနိုင်မွေးရချိန်များနိုင်မည်မဟုတ်ပါနေရာကွက်၍ခေတ္တခဏမိုးတဲထန်နိုင်သည့်အချိန်နှင့်ရုတ်တရက်လီပြင်တိုက်ခတ်သည့်အချိန်များကိုတော့မပြတ်သတိထားကြစေချင်ပါသည်ဘင်္ဂလားပလယ်အော်ချိန်နှင့်ယနေ့မြန်မာစံတော်ချိန်၈နိုင်ခွဲအချိန်တိုင်းထွားချက်များအရဘင်္ဂလားပလယ်အော်ရှိတောင်ပိုင်းတွင်၂၁ရက်စေလ၂၀၂၅ရက်နေ့၌ လေးပြီအာနယဝင်တစ်ခုဖြစ်ပေါ်နိုင်သည်ဟုခံမှန်းရပါသည်ဆက်လက်ပြီးမိုးသေးထန်စွာရသွန်းခြင်းကြောင့်မြေရှိရှန်ခြင်းတတိပေးချက်များနဲ့မြေချင်းများကို ပြောပြပေးသွားပါမယ်ယနေ့20ရက်စလ2025ရက်နေ့နနက်6နာရီခွဲအချိန်တိုင်းတာချက်မြေအခြေအနေတင်ပြပေးလိုက်ပါတယ်မြေကြီးနာမြေနလမခန့်ထက်ကြောင့်နေ့ကညနေမှ12နာရီတွင်မြေကြီးနာမြို့ဤမနေ့ကမြင်ဆုံးပူချိန်25.8ဒီဂရီစင်တီဂရိတ် ယနေ့နေဆောင်ပူချိန်15.2ဒီဂရီစင်တီဂရိတ်ဖြစ်ပါရဲ့ရှင်။မြစ်ကြီးနားမြေသည်ဆိုရင်ရင်မှတ်80စင်တီမီတာသို့ရရှိရန်150စင်တီမီတာ28ပေခွဲကြောခန့်အလိုရင်းရရှိနေပါသည်။မြေအတက်ချပုံမှန်နေထားခန့်မှာရှိနေပါမယ်။ထူးခဲမြေကြီးနိုင်တဲ့အချိန်နဲ့မတွေ့ရှိသေးပါရှင်။ဧရာဝတီမြေအထက်ပိုင်းမှာမူအားနှဲငယ်ရှိနေပါသည်။ရပန်ရန်ခဧရာဝတီမြေဆောင်ထက်ပိုင်းမှာနေရာကွက်၍အမိုးသေးထန်စွာရသွန်းခြင်းများကြောင့် မြစ်ကြီးနားမြေကြဆင်းနေရမှပြန်တလာခြင်းအကြင်ကြင်ဖြစ်ပေါ်နေပါအောင်မယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန့်ဒေသများနဲ့အရာဝတီမြစ်အထက်ပိုင်းမိခမြစ်နယ်မိခမြစ်ဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားနေငယ်ရှိနေပါတယ်။ဧရာဝတီမြို့တို့တခြားနယ်ချင်းနှမြို့တို့တခြားမြေကန်ဒီမြင်းနေဒေသများနဲ့မြင်းနုကျွများတွင်စိုက်ပျိုးလောက်ကိုင်းနေထိုင်ကြသောတောင်သူများနှင့်ရေလုံသားများ ဧရာဝတီမြစ်ကြီးကိုမိပြုနေထိုင်ရှာဖွေစားသောက်နေကြသောမိဘပြည်သူများအလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါတယ်။ချင်းနှင်းမြည်ချင်းနေမုံရွာမြည်ရေငါလမခန့်ထက်ကြမိခညဏီမှဆန်နိုင်တွင်ချင်းနှင်းမြည်တဲကြပုံမှန်နေထားခဲ့မှာရှိနေပါမယ်။ထူးကဲမြည်ကြီးနိုင်တဲ့အချိန်နဲ့မတွေ့ရှိသေးပါရှင်။ကန်ဒီဟောင်းမလင်းဖောင်ပြင်းမော်လိုက်ကလေးဝမင်းကင်းကနီမျိုးနဲ့မုံရမျိုးတို့မြေအများဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ အီယာဝတီမြို့ရဲ့ချင်းနေဗမော်မျိုးရွှေကူကတာမျိုးထီချိုင်းတပိတ်ချင်းမန္တလင်းစကိုင်းမြင်းမူပခုတ်ကူညာဦးကြောက်မင်းဘူးမကွေအောင်လန်းပြည်မျိုးနဲ့စိတ်တာမျိုးတို့မြည်များဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ဟင်္သရမြည်အတကြမရှိရတန်နေပြီးယနေ့နေ့လပိုင်းနဲ့ညနေပိုင်းတို့တွင်ပြည်လဲကြဆင်းနိုင်ပါရဲ့။ဇလုံမျိုးမြည်အတကြမရှိရတန်နေပြီးယနေ့နေ့လပိုင်းနဲ့ညနေပိုင်းတို့တွင်ပြည်လဲကြဆင်းနိုင်ပါရဲ့။ အရာဝတီမြင့်မြင့်တမ်းမှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရရှင်။ထူထောင်မှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်။ဆက်လက်ပြီးတောင်တီးလေပြင်းနဲ့ဘင်္ဂလားပလင်အော်ရိုရင်ဖြစ်ပေါ်နိုင်သည့်ထူထောင်မှုလို့သားချင်းတွေကိုတင်ပြပေးသွားပါမယ်။တောင်တီးပလင်ရင်ပူပိုင်းမုန်တိုင်းဖန်ရှင်သည် အော်တိုဘားလ20ရက်နေ့ညတွင်အားကောင်းသောပူပိုင်းမုန်တိုင်းဖြစ်၎င်းအော်တိုဘားလ21ရက်နေ့ညတွင်တိုင်ဖွန်းမုန်တိုင်းဖြစ်သူ၎င်းပုံမှန်အားကောင်းလာနိုင်ပြီး အနောက်အနောက်တောင်ဘက်ဗီယက်နမ်ကမ်းခြေသို့ဦးတည်၍လျာကဗီယက်နမ်ကမ်းခြေကိုအော်တိုဘာလ22ရက်နေ့ညတွင်ဖြတ်ကျော်ရောင်းနိုင်ပါမည်။မုန်တိုင်းဗီယက်နမ်ကမ်းခြေကိုဖြတ်ကျော်ရောင်းပြီးရနောက်ချက်ချင်းအပြော့ပြေသွားပြီးမုန်တိုင်းကျင်းချက်များသည့်ဗီယက်နမ်နိုင်ငံနှင့်လာအိုနိုင်ငံတောင်ပိုင်းသို့ဆက်လက်ရွေ့လျားနိုင်ပါသည်။ပင်လယ်ပလင်အော်မှာအော်တိုဘာလ22ရက်နေ့တွင်ဖြစ်ပေါ်လာနိုင်မည့် APR နေရုံသည်48နိုင်တွင်အကောင်းသောလေပီအာနေယုံဖြစ်လာပြီး အနာအနာများဘက်အရက်သုံးဆက်လက်ရွေးလျားကဘင်္ဂလားပြည်ရောအနာလေပိုင်းပြည်လေပြည်မှာဆက်လက်တည်ရှိနိုင်ပါသည်ဗီယက်နမ်နိုင်ငံကိုဖျက်ချတိုက်ခိုက်ပြီးမုန်တိုင်းဖန်ရှင်ကျင်းချက်များနဲ့ဘင်္ဂလားပြည်အော်မအာကောင်သောလီပီးယားနိုင်ငံဝန်တို့၏တရားမှုကြောင့်အောက်တိုဘာ23မှ25ရက်နေ့ထိရှမ်ပြည်နယ်အရှေ့ပိုင်းကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့တွင်မုန်အနေငယ်မှမိုးတင်တယ်23ရက်မှ25ရက်နေ့တွင်ဤစင်မူရီချင်းတညသရမ၈လက်မှမှတိသရမ၅လက်မှခံ အော်တိုဘားလ23ရက်နေ့မှ26ရက်နေ့ထိမွန်ပြည်နယ်သတင်းသာရိုက်တိုင်းတို့တွင်မိုးတင်းတင့်ထစ်ချောင်းရနိုင်နေရာကွက်ရီမိုးများနိုင်23ရက်နေ့မှ26ရက်နေ့ထိနေ့စဉ်မိုးရေချင်းနှစ်လက်မှနေပါထိရွာသွန်းနိုင်အော်တိုဘားလ24ရက်နေ့မှ26ရက်နေ့ထိမကွေတိုင်းပဲခူးတိုင်းနေပြီးတော့နေမန္တလေးတိုင်းတို့တွင်တိမ်တင်တင့်ဖြစ်ထွန်းပြီးမိုးနေငယ်ရွာနိုင်နေရာကွက်ရီမိုးတင်းတင့်ရွာနိုင်နေ့စဉ်မိုးရေချင်းတလမအောက်သားရွာနိုင် မြန်မာနိုင်ငံမြောက်ပိုင်းနဲ့အနောက်ပိုင်းဒေသများစကိုင်းတိုင်းကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မုန်တိုင်းလေပြားနဲ့ရေဝင်အရှိန်တရားမှုနေပါပြီ။တင်းတင်းတင်းဖြစ်ထွန်းနိုင်ကမိုးရွာသွန်းနိုင်ခြင်းမရှိသလောက်နေပါပါမယ်။ယခုကြိုတင်ခံမှန်းရရှိတဲ့မိုးလေဝသအခြေအနေများကြောင့်ကရင်ပြည်နယ်၊ကယားပြည်နယ်နဲ့မွန်ပြည်နယ်တွေကစိုက်ပျိုးမြေမှာမြေစီလာအစိုးတက်ကောင်းကောင်းရရှိလာနိုင်ပြီ။စပိုင်းရိတ်သိမ်းချိန်များတွင်ရွာနိုင်တဲ့ဖြံမှုအန္တရာယ်ကိုလည်းသတိထားကြရပါမယ်။ ဆက်လက်ပြီးမနေ့ဖန်မှုလို့တာအချိန်နေဘလို့ရှိမလဲဘင်္ဂလားပလင်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အချိန်နေသေးစိတ်ကိုကြည်လိုက်ကြရအောင်2025ခုနှစ်အော်တိုဘလ20ရက်နေ့ညနေ6:00နာရီချိန်ထုတ်ပြန်ချက်ရဘင်္ဂလားပလင်အော်ချိန်နေမင်္ဂလာပလင်အော်များပိုင်းတွင်တိုင်နိုင်ငံဖြစ်ထနေပြီးကပလီပလဲပြင်းနှင့်ဂျမ်မင်္ဂလာပလင်အော်တွင်တိုင်တင်တင်မှတိမ်ထူထန်နေပါသည်မနက်ဖန်နက်ထိခမ်းမန်းချက်ရှမ်းပြည်နယ်များပိုင်းတွင်နေရာအနှံ့ပြအေယော်ဒီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့ရဲ့နေရာစိတ်စိတ်နေပြီးတော့ရေကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးရဲ့ထက်ပိုင်းကချင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့ရဲ့နေရာကျဲကျဲနဲ့ကျန်းတိုင်းဒေသကြီးနဲ့ပြည်နယ်တို့ရဲ့နေရာအကွက်ကြားမှုထစ်ဆောင်ရမည်ရွာရဲရနှုံးပြည့်ဖြစ်ပါတယ်နေပြီးတော့နေရာအကွက်ကြားမှုထစ်ဆောင်ရမည်ရန်ကုန်နေရာကွက်ကြားမှုထစ်ဆောင်ရမည်ရန်ကုန်ကပ္ပအေးနေရာကွက်ကြားမှုထစ်ဆောင်ရမည် မန္တလေးနေရာကွက်ကြားမူထစ်ချုံရမြင်၊ဘက်ကူနေရာကွက်ကြားမူထစ်ချုံရနိုင်ပါ रे ။ဘက်ခွေနေရာကွက်ကြားမူထစ်ချုံရနိုင်ပါ रे ။ဟုံမလင်းနေရာကွက်ကြားမူထစ်ချုံရနိုင်ပါ रे ။မောင်ရနေရာကွက်ကြားမူထစ်ချုံရမြင်၊ပတ်သိမ်းနေရာကွက်ကြားမူထစ်ချုံရမြင်၊ဓာဝဲနေရာကွက်ကြားမူထစ်ချုံရမြင်၊မြစ်ကြီးနားနေရာကွက်ကြားမူထစ်ချုံရနိုင်ပါ रे ။လိုက်ကောနေရာကွက်ကြားမူထစ်ချုံရနိုင်ပါ रे ။ဖအန်းနေရာကွက်ကြားမူထစ်ချုံရနိုင်ပါ रे ။ ဟာခါနေရာကွက်ကြားမှုထစ်ချုံရနိုင်ပါတယ်။မော်လမြိုင်နေရာကွက်ကြားမှုထစ်ချုံရနိုင်ပါတယ်။စစ်တွေတင်းတင်းတင်းဖြစ်ထွန်းပြီးမှုထစ်ချုံရနေရာကွက်ကြားမှုနေငယ်ရနိုင်ပါတယ်။လာရှိုးနေရာကွက်ကြားမှုထစ်ချုံရမည်။တောင်ကြီးနေရာကွက်ကြားမှုထစ်ချုံရမည်။ကျိုင်းတုံနေရာကွက်ကြားမှုထစ်ချုံရနိုင်ပါတယ်။မိုးတိမ်နာဖြစ်ပေါ်မှုခြေနေအေယဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးနဲ့ရခိုင်ပြည်နယ်တို့တွင်မူတိန်တာများဖြစ်ထွန်းမှုအကောက်လျက်ရှိပြီး အဆိုပါမိုးထိန်ထောင်များရွေလျာရာနေရာတစ်လျှောက်တွင်မိုးရသွန်းခြင်းနှင့်အတူလေပြင်းထိုက်ခတ်ခြင်း၊မိုးထစ်ချုံခြင်း၊မိုးကျူးပစ်ခြင်း၊လျှက်စီးလက်ခြင်းနှင့်မိုးတီးကျွေးခြင်းစသည့်မွေးလို့သားဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်တည်တည်ပြနိုင်ပါရန်အကြံပြုအပ်ပါသည်။နောက်နေ့အတွက်ခံမှန်းချက်ပြီးပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ EOD တိုင်းဒေသကြီးချင်းပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်မိုးပေါ်လာနိုင်ပါသည်။နေပြည်တော်နှင့်ညီတော်အတွက်မနက်ဖြန်နဲ့အထိခံမှန်းချက် နေရာွယ်ချာမူတီချုံရမည်ရွာရံရံုံပြည့်ဖြစ်ပါရင်ရန်ကုန်မြို့နယ်ညီတဝိုက်တွင်မနက်ဖနနက်ထိခံမှန်းချက်နေရာွယ်ချာမူတီချုံရမည်ရွာရံရံုံ80ဖြစ်ပါရင်မန္တလေးမြို့နယ်ညီတဝိုက်တွင်မနက်ဖနနက်ထိခံမှန်းချက်နေရာွယ်ချာမူတီချုံရမည်ရွာရံရံုံ80ဖြစ်ပါရင်နောက်ဆုံးအနေဖြင့်ပလဲပြင်းခီးသွားများတဲ့မလူဝသာခံမှန်းချက်များကိုတင်ဆက်ပေးသွားပါမယ်မြမပလဲပြင်းလိုင်းနေငယ်မှလိုင်းတင်တင်ရှိမည် လိုင်းမြင့်မှာမြမကယ်ရန်တရှောင်းနဲ့ကန်လွန်ပလဲပြင်းတို့တွင်၄ပေမှ9ပေခန့်ရှိနိုင်ပါသည်။ရန်ကုန်မှာသတင်းသားကယ်ရန်တရှောင်းပလဲပြင်းခီရဲ့အတွက်မူလဝတာခံမှန်းချက်ယနေ့မွန်တဲမှာနောက်24နှစ်အတွင်းခံမှန်းချက်မူလဝတာချင်းနေနေရာစိတ်စိတ်မူထစ်ချုံရမည်အမြင့်တားလင်းမိုင်းမူရစင်တမိုင်းခန့်ရေပြင်းလေးအရှိသမို့အရှိတောင်းတနအိပင်လေမိုင်း90မိုင်းတခါတရံမိုင်း20မှ25မိုင်းလိုင်းချိန်နေလိုင်းနေငယ်မှလိုင်းတင်းတင်းရှိမည် လှိုင်းမြင့်၄ပေမှာ၆ပေခန့်ရန်ကုန်မှာရခိုင်ကဲရန်တခြားပင်လယ်ပြင်ခရီးအတွက်မူလဝတ္တခံမှန်းချက်ယနေ့မွန်တဲမှာနောက်နှစ်ဆယ်လနှစ်အတွင်းခံမှန်းချက်မူလဝတ္တချင်းနေနေရာွက်ကြောင့်မုထစ်ချုံရမည်အမြင်တားလေးမိုင်မူရာစင်တမိုင်ခက်ရေပြင်လေးအရှိသုံးဖို့ရှိမြောက်တနိုင်ပင်လယ်မိုင်90မိုင်တခါတည်းရန်မိုင်20မှ25မိုင်လှိုင်းချင်းနေလှိုင်းနေငယ်မှလှိုင်းတင်တင်ရှိမည်လှိုင်းမြင့်၄ပေမှာ၆ပေခန့်လို့ဖြစ်ပါတယ် ဟုတ်ကဲ့ပါရှင်ခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြစမ်းမရှင်လန်းကြပါစေရှင်။ကျမတို့ရဲ့ channel ကိုလည်း like and subscribe လေးပြုလုပ်သွားပေးခဲ့ကြပါဦးနော်။